မစ်ဆွေတို့အနေနဲ့ဒီ software application လေးကိုတော်တော်များများတွေ့ဘူးရမှထင်ပါတယ်အဲဒါကတော့ကျွန်တော် Unicode font အသုံးပြုထားတယ်ကျွန်တော် Google keyboard ကော Gfold ပဲဖြစ်ပါလိမ့်ဗျအာဒီကောင်လေးအသုံးပြုနေကိုကျွန်တော်တေးချအသေးစိတ်ပြောပြပြီးတော့မှဖြစ်ပါတယ်အဲ့တော့မြန်မာကကျွန်တော် Unicode font ပြန်ရတာကိုလည်းအခက်အခဲရှိရတယ်တွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ဒီ video လေးပြုလုပ်ပေးရမယ်ဖြစ်ပါတယ်ဗျ။ ကျွန်တော်ဒီ loaded application ကိုတော့ကျွန်တော် Play Store မှာတိုင်ရိုက် download ဆက်လို့ရပါတယ်။ဟုတ်ကဲ့ application လေးပြင်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်မျိုးခုလိုမျိုးလေးတွေ့ရမှာဖြစ်ပါတယ်ဗျာ။အဲဗာလဲဆိုလို့ရှိရင်တော့ကျွန်တော် language adapt ပြရမှာဖြစ်ပါတယ်။အဲဒီနေရာမှာကျွန်တော်မြန်မာကိုရွေးချယ်ပြရမှာပဲဖြစ်ပါတယ်ဗျာ။လေးရမှုဆိုတာကတော့ကျွန်တော်မထည့်လိုက်ရပါတယ်။ကိုလိုချင်တဲ့ role လေးကိုပဲမှတ်ချက်ပေးလိုက်ရပါပြီ။ အဒီနေရာမှာကျွန်တော်ပြပေးထားတဲ့အတိုင်းလေးပဲထားပေးပါအဲ DG language key ရော offline တာနဲ့ကျွန်တော်အနေနဲ့ဒီ keyboard မှာအင်္ဂလိပ်စာနေမြန်မာစာပြောင်းတဲ့အခါအဲချိန်တဲ့နေရာလေးမပေါ်တော့ဘူးပေါ့နော်အဲအနေရာလေးကိုကျွန်တော်တို့ on ထားပေးပါဒီမှာ customize လုပ်လို့ရတယ်ကျွန်တော်နောက်ခံ background နေအများကြီးရှိပါတယ် တခြား keyboard တွေဆိုရင်တော့ Google keyboard တုံးရတာတွက်လက်ပြီးတော့မှတုံးပြရတာလေရိုးရှင်းတယ်ပေါ့နော်ကျွန်တော်တို့တော်တော်များများတူအကြိုက်ကိုကြိုက်ပေါ့ဗျာကျွန်တော်ဒီမှာ backend keyboard တုံးနိုင်ရရှိတယ်ဒီဒီ keyboard စတဲ့ဖြစ်ပေါ့ဒီနေရာမှာကျွန်တော် keyboard ပေါ်တာဆိုတာလေးရှိပါတယ်အဲ့ဒါကတော့ဘောင်ခတ်ပြရပေါ့နော်ကျွန်တော်စလုံးလေးကိုမမီချိုင်းတဲ့တရားရွေးချယ်နိုင်ပါတယ် background ကတော့ကိုစိတ်ချိုင်း ကာလာတွေထဲလို့ရမှာပဲဖြစ်ပါရဲ့ဗျာပြီးရင်ကျွန်တော်ကိုယ့်ရဲ့တပ်ပုံပဲဖြစ်ဖြစ်အမီးချစ်တူကောင်မလေးတပ်ပုံမဖြစ်ဖြစ်ထားခြင်းလည်းအဆင်ပြေပါတယ်အဲထားခါမှာဆိုရင်တော့ကျွန်တော်အပေါင်းလေးကိုနှိပ်ပြီးတော့မှ customize ထားလို့ရမှာပဲဖြစ်ပါရဲ့ဗျာအတုံးပြုလို့မရတာတွေအများကြီးရှိတဲ့အတွက်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးလို့မျှော်လင့်ပါတယ်အဲဒီနေရာမှာကျွန်တော်တို့ဒီ စလုံးအဆင့်နေရိုက်ပုံရိုင်းဒီကိုလည်းကျွန်တော်ဗီဒီယိုဒီဗီဒီယိုမှာပြပြပေးထားတာဖြစ်ပါတယ်အဲဒါကျွန်တော်ပထမပြောရလို့ပဲเนาะဒီနေရာမှာကျွန်တော် on off ထားလို့မရပါဘူး on ထားပေးပါတော့ကျွန်တော်ပိတ်ထားမယ်ဆိုလို့ရှိရင်တော့ဒီ site တဲ့နေရာမှာခက်ခဲရှိနိုင်ပါတယ်ဒီနေရာမှာကျွန်တော်စာရိုက်တာလေးတွေတစ်ချက်ချင်းရှင်းပြပေးသွားမှာဖြစ်ပါတယ် ဒီကျွန်တော်ဖောင်ချိန်တာစလုံးချိန်တာကတော့ဒီကပါလုံးလေးကိုနှိပ်ပြလာလို့ရှင်အင်္ဂလိပ်ကနေမြန်မာပြောင်းသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကကျွန်တော်ခုနကစက်တင်ထဲမှာ role လေးကိုကျွန်တော် on off ထားမယ်ဆိုလို့ရှင်အဲ့ကပါလုံးလေးပေါ်မှာမဟုတ်ပါဘူးမြေရန် on ထားပြီးမှဖြစ်ပါမယ်လွယ်လွယ်လေးမှာပြကျွန်တော် unicode phone ကိုရိုက်ရတာကကျွန်တော်ငငယ်တုန်းကစာတင်ခဲ့ရလို့ပါဇက်ကကျွန်တော်ထွက်လိုက်တဲ့အတိုင်းရိုက်လိုက်ရပါပြီနီးပညာဆိုလို့ရှင်နား ညတဲ့အဲ့လိုမျိုးလေးကိုပါဇက်ကထွက်တဲ့အတိုင်းပေါ့နော်ရိုက်သွားရုံပါပဲဗျာအဲ့ကျွန်တော်အစမ်းပြပေးထားတာပဲဖြစ်ပါတယ်ဒီအလုံးစစ်နေရိုက်တာကိုလည်းကျွန်တော်တစင်ချင်းပြပေးပါမယ် ီနေရာမှာကျွန်တော်လုံဆင်းလေးတွေရိုက်တာပြပေးပါမယ်ကျွန်တော်တာဝန်ဘူးကိုလုံဆင်းနေတာဖြစ်တဲ့အတွက်ဒီပေပေတောင်းအောက်ကဒီမြားလေးကိုနှိပ်လိုက်ပါတော့မြားလေးကိုနှိပ်ပြရတဲ့ကျွန်တော်အပောင်းလေးရှိတယ်အဲအပောင်းလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ပြီးရင်တာဝန်ဘူးကိုထပ်နှိပ်ပေးပါဒါဆိုရင်မြင့်တာရပါပြီနောက်တစ်ခုကျွန်တော်ထပ်ပြပေးပါမယ် တက်ကြလို့ပေါ့နော်အခုနောက်အတိုင်းပဲကျွန်တော်အပေါင်းလေးကိုနှိမ့်မယ်ပြီးရင်ကာချီပြန်ရေးမယ်ဒီခလဲအတန်းလေးရစကလုံးလေးတွေကိုမှတ်ထားပြီးပါအဲဒါလေးကကျွန်တော်ငါးတက်လုံးကြီးတင်နေရပင့်နေတဝေထိုးတွေပေါ့နော်အခုဒီမှာကျွန်တော်ပြထားအလဲတန်းလေးပေါ့နော်ကိုပုံမှန်ပြထားတဲ့ဒီတင်ဂီတာလေးတွေကိုခုချင်းစီတခြားလိုက် မှတ်သားပြီးမယ်ဆိုလို့ရှိရင်တော့ယူနီကိုဖောင်းရရတာအလွယ်ကူသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလက်ခွက်လေးကိုရမယ်ဆိုလို့ရှိရင်ဒီကွန်ပျူတာကီးဘုတ်တွေတုံးတဲ့အခါမှာလည်းလွယ်ကူသွားမှာပဲဖြစ်ပါရဲ့ဗျ။အဲကျွန်တော်ကိုယ်တိုင်စမ်းထားတာဖြစ်တဲ့အတွက်မိတ်ဆွေတွေငယ်ချင်းတို့အနေနဲ့ ဒီ keyboard ကိုစမ်းတုံးကြည့်လို့ရပါတယ်ပထမပိုင်းလုံးဝမရင်းနေဘူးဆိုလို့ရှိရင်တော့လည်းလည်းခက်ကောင်းခင်နိုင်ပေမဲ့နောက်ပိုင်းကျလို့ရှိရင်တုံးပြရတာပို့ပြီးတော့မှ လွယ်ကူပြီးတွေ့လက်သွားမှာပဲဖြစ်ပါတယ်ဗျဒါကကျွန်တော်ဒီ keyboard ကကျွန်တော်ဒီ computer အိမ်မှာလည်းဒီ system အတိုင်းပဲသွားတာပဲဖြစ်ပါတယ်ဗျ ါကကိုဘလက်ကထွက်လိုက်တဲ့စကလုံးတိုင်းရိုက်ပြီးရအောင်ပဲဖြစ်ပါတယ် unicorn font ဆိုတာကတော့အခုနောက်ပိုင်းတော်တော်များများကတော့ unicorn font အသုံးပြုလာတတ်ကြပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ဒီ setting တဲမှာပါတဲ့အကြောင်းအရာတချို့ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ border ပြောင်းရဲဆိုတဲ့ function လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာ ကျွန်တော်အနေနဲ့ဒီအင်္ဂလိပ်ကနေမြန်မာစာပြောင်းချင်တယ်လားတမို့မြန်မာနဲ့အင်္ဂလိပ်လိုလားကြိုက်တာကျွန်တော်တို့ဒီခုဆိုရင်ရှင်ကျွန်တော်ပမာလိုရေးလိုက်မယ်ဆိုလို့ရှင်တစ်ဖက်မှာအင်္ဂလိပ်လိုအင်္ဂလိပ်စာရနေပါတော့အင်္ဂလိပ်လိုပြပေးတာပဲဖြစ်ပါတယ်ဒီကောင်းလားဆိုရင်ပမာ how are you ဆိုပြီးပြပေးမှာဖြစ်ပါတယ်ဒါတော့ Yushin Lue ကို Myanmar Absorbed ဒီတန်ထည့်ကြမလို့ရတယ် translate ပဲဖြစ်ပါတယ် ဲ rather အနေနဲ့တခြားကျွန်တော်တို့ဒီ translate လုပ်မယ်ဆိုလို့ရှင်လည်းမိမိထားတော့မိမိပါရပြမယ်ရှလုံးစာရာကို copy you copy ပြီးဂျင်းမှာထည့်ပေးလိုက်မယ်ဆိုလို့ရှင်လည်းအဲကျွန်တော်တို့ဒီ translate လုပ်တာရရှိတော့ပြဖြစ်ပါရပြန်အခုမှာအင်္ဂလိပ်စာလေ့လာနေရတဲ့အတွက်လည်းဒီနီလန်းလေးတုံးပြပြီးတော့မှလေ့လာလို့ရပါတယ်။ မြန်မာကနေ အင်္ဂလိပ်လိုပြောင်းမယ်အင်္ဂလိပ်ကနေမြန်မာလိုပြောင်းမယ်အဲဒီဘာသာစကားတစ်ခုထဲမှာမပေါ့ပြဘာသာစကားတရားကျော်ထိရပါတယ်ခုနီလန်တိုင်းပြောင်းလို့ရပါတယ်ဗျာအင်္ဂလိပ်ကနေဂျပန်ပြောင်းမလားအဲအင်္ဂလိပ်ကနေမြန်မာကနေဂျပန်ပြောင်းမလားအားလုံးကစာရှိတစ်ပြည့်ပေါ့နော်မိမိလိုချင်တဲ့ဘာသာစကားကိုခုနီလန်လေးတိုင်းတုံ့ပြန်ပြီးတော့မှရေးနိုင်ပါတယ် ဒါတော့ကျွန်တော်ဒီ QR keyboard ကိုကိုလိုချင်တဲ့ site လေးပေါ့နော်အချိုးစားလေးကိုရွေးချယ်ပြီးလို့ရတာပဲဖြစ်ပါရဲ့ဗျအာဒီကကြည်ဖို့တောင်းရတဲ့အာသာချစ်တီကတော့ဒီလိုအချစ်တွေပဲဖြစ်ပါတယ်ကိုထားချင်တဲ့နေရာမှာထားလို့ရတယ်ပြီးရင်အရွယ်အစားအချုံအချင်းလုံးလို့ရမယ် background နေချိန်လို့ရမယ် ဒီ translate တွေလုပ်လို့ရမှာပေါ့နော်ဒါလည်း customize လုပ်လို့ရမှာအချို့အစားလေးကိုတို့ရောပေါ့နော်မိစိတ်ကြအသုံးပြုရွေးချယ်နိုင်ပါတယ် ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရတဲ့ရင် like and subscribe လေးလောက်တာပေးဖို့တောင်းဆိုပါရစေ။အဲ Telegram free channel မှာလည်းကျွန်တော်တို့လိုအပ်တဲ့ software လေး APK လေးကိုတင်ထားပေးပါရစေ။ ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုရှိသွားတဲ့အတွက်လည်းသောင်းပန်ပါရဲ့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်ကဒီဂျီဘုတ်ကိုချစ်ကန်ကြကြအတုံးပြတ်အစီချင်းတဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးရှိသွားတာပဲဖြစ်ပါတယ်အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကနောက်ထပ်လည်းဒီတိကောင်းတဲ့ဗီဒီယိုလေးတွေပြုလုပ်ပြဖို့ရှိတာကြောင့်ကျွန်တော် channel လေးကို like and subscribe လေးနဲ့အားပေးကြဖို့တပ်ပြီးတောင်းဆိုလိုက်ပါတယ်ဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်အဲဗီဒီယိုရဲ့နောက်ဆုံးမှာလည်းကျွန်တော်ဒီတော့ကဲကီပုံးရဲ့ဒီစလုံးစင်ရိုက်နေလေးပေါ့နော်ကျွန်တော်တင်ထားပေးပါတယ်ဗီဒီယိုရဲ့အဆုံးမှာတင်ထားပေးပါတယ်အဲကျွန်တော်ပြောတဲ့နီလန်လေးတိုင်းရိုက်သွားမယ် solution เนาะ unicode ကိုကောင်းမွန်စွာအသုံးချသက်သွားမှာပဲဖြစ်ပါတယ်ဗျအလုံးကိုကျေးဇူးတင်ပါတယ်